လဘရောင်းတော်ကျင်းဒီစီမံကိန်းသဘေးစကန်ပြုတ်ဝင်ခံရတဲ့23လပြည့်ထိမ်းမှန်မိလောင်မုံတရားခံများဖော်ထုတ်ပေးဖို့တောင်းဆိုခဲ့တဲ့ဆန္ဒထုတ်ပေါ်ပွဲမှာပါဝင်ခဲ့တဲ့ဘာကတာကြောင့်သူမက်ဖျူနင်ထရီနဲ့ရွာသူရွာသား6ဦးတို့ကိုပုံမှန်ဆက်ရှင်နဲ့မှုဖွင့်ထားတယ်လို့သိရပါဗျ။ ကြမီကမြန်မာဝက်ပေါင်းကုမ္ပဏီမှတရားစွဲဆိုထားမှုကိုရုတ်သိမ်းခံခဲ့ရသူမက်ဖြူနင်းထွေကိုစာလင်းကြီးမြို့မှရဲစခန်းကပါသော158မင်းဆောင်2014ငိမ့်ချန်းစွာစူဝေးကွင်းနဲ့စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပုံမှ16ရာအမှုဖွင့်ကစာလင်းကြီးမြို့မှစခန်းမှုဒူရဲမှုတန်တန်ကတရားစွဲပြုလုပ်ဆောင်ရပြီးအမှုဖွင့်ထားတာဖြစ်တယ်လို့သိရပါတယ်။စာလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှုရုံးကတာဝန်ရှိသူတို့ကစီတန်းလှည့်လည်ခွင့်လျှောက်ထားပြီးမှဆန္ဒထုတ်ဖော်မယ်ဆိုပါကအခုလိုဆောင်ရွက်ဆရာမလို့ပဲစီတန်းလှည့်လည်ခွင့်လျှောက်ထားတိုင်းနဲ့အမြဲတမ်းလိုခွင့်ပြုပေးထားခဲ့တယ်လို့ပြောပါတယ်။အော်တိုဘာလ29ရက်နေ့ကဆန္ဒထုတ်ဖော်မှုကတော့ခွင့်ပြုချက် ည်းတင်မထားလို့အကြောင်းကြားစာပေးပို့တာမျိုးလည်းမရှိခဲ့ဘူးလို့အဆိုပါတာဝန်ရှိသူကဆက်လက်ပြောပါရယ်ပြီးခဲ့တဲ့အော်တိုဘာလာ29ရက်နေ့နေ့လယ်ပိုင်းကလက်ပတောင်းတောင်ဒေသခံရွာတွေကဒေသခံအင်အား200နီးပါးဟာဝမ်ပေါင်ကုမ္ပဏီဘားရိုက်ရှိကိုလာရောက်ဆန္ဒထုတ်ပေါ်ခဲ့တဲ့လက်ပတောင်းတောင်တာဝန်ကြားလုံခြုံရေးရဲတပ်ရင်းကရဲအင်အား200ခန့်ကပိတ်ဆို့တားဆီးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါရယ်